ဘာစီလိုနာအသင်းဟာသူတို့ရဲ့သမိုင်းဝင်နူကန်ပွင့်ကိုတိုးချက်ပြီးခက်မင်အောင်နှစ်နှစ်ချီပြုပြင်မွမ်းမံခင်နေရကနေဇွန်လ၁၀ရက်နေ့မှာခြေစမ်းပွဲတစ်ပွဲနဲ့အတူပြန်လည်အသုံးပြုတော်မယ်လို့ဗုဒ္ဓဦးနေကကြေညာလိုက်ပါတယ်။နှစ်ဆင်ကျမနေကြရာတီဂျို ON ကမ်ပါပလာပွဲဟာအာကစားကွင်းရဲ့တစ်စိတ်တစ်ပိုင်းကိုပဲပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးကျန်တဲ့နေရာတွေမှာဆက်လုပ်ရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေအောင်မယ်လို့စပိန်ချန်ပီယံတွေကထုတ်ပြန်ကြမှာပြောပါတယ်။ ဒီလုပ်ငန်းတွေအထက်မှာပွဲကြီးစဉ်တတိယရန်အသက် VIP နေရာနှစ်ထပ်အမိုတက်စနာအတွင်းပိုင်းနေရာတွေနဲ့အကွင်းပတ်ဝန်းကျင်အဆင့်မြင့်တရေလုပ်ငန်းတွေပါဝင်ပါတယ်။ကနိုးပိုင်းမှာပြည်သက်ဘလောက်ဆက်မလဲဆိုတာကိုဘာစီလိုနာအသင်းကအတိမပြုတ်သေးပေမဲ့ဒေတာရင်းမီဒီယာတွေရဲ့ဖော်ပြချက်အရလက်ရှိဖွင့်လှစ်မဲ့နေရာတွေဟာပြည်သက်3000ကျွဲဝန်းဆက်နိုင်မယ်လို့သိရပါတယ်။ဘာစီလိုနာဟာအနာဂတ်စီကိုသင်္ကေတနဲ့စိတ်ခံစားမှုဆိုင်ရာခြေလှမ်းတလန်းလှမ်းလိုက်ပါပြီ။ အကစားဝင်းသက်ကိုအပြေးဝဖွင့်လှစ်ခြင်းနဲ့အတူအထွတ်ထိပ်ဖြစ်မဲ့ခေတ်သစ်မှာကိုယ့်အိမ်ကိုပြန်လည်ပိုင်ဆိုင်လိုက်ပါပြီလို့ကလပ်ကပြောပါရယ်။လာမယ့်ရာသီလာလီကာပွဲစဉ်ပထမဆုံး၃ပွဲကိုအိမ်ကွင်းမဟုတ်တဲ့တခြားကွင်းမှာကစားဖို့တောင်းဆိုထားတာကြောင့်နူကမ်မှာဆက်လုပ်ရေးလုပ်ငန်းတွေဆက်လုပ်ဖို့ဘာစီလိုနာအတွက်နောက်ထပ်တစ်လအချိန်ရထားပါရယ်။ 2023မှာစတင်ခဲ့တဲ့ Isat Burger လို့နာမည်ပေးထားတဲ့ဒီ project ဟာနောက်နေမှုတချို့ရှိခဲ့ပေမဲ့2026နွေရာသီမှာ PC မှာဖြစ်ပြီးနှုတ်ကန်ရပြည်သက်ဝန်ဆက်နိုင်မှုပမာဏကို35000အထိတိုးမြှင့်သွားမှာဖြစ်ပါတယ်။နှုတ်ကန်ကွင်အဆင့်မြင့်တည်ဆောက်မှုကပေါင်၁3.25ဘီလီယံကုန်ကျခဲ့ပြီးကွင်းတည်ဆောက်မှုအတွက် Spotify ကပံ့ပိုးကူညီပေးခဲ့တာဖြစ်လို့ကွင်းနာမည်ကို Spotify Cup နူးလို့နာမည်ပြောင်းလဲပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီတော်အတွက်မှာဘာစီလိုနာအသင်းဟာသူတို့ရဲ့အိမ်ကွင်းပွဲစဉ်တွေကိုဒီတော်အတွက်မှာဘာစီလိုနာအသင်းဟာသူတို့ရဲ့အိမ်ကွင်းပွဲစဉ်တွေကိုမွန်ဂျူဝစ်အိုလံပစ်ကွင်းငယ်မှာကစားခဲ့ရပါတယ်ရှင်။